နေပွဲတစ်ခုမှသွားရောက်ဖျော်ဖြေရင်ပြိသက်တွေစီကတိမ့်ဆဲချီပြီးစူးချခံလိုက်ရတဲ့တရုတ်ဆောင်အောင်ရဲလင်မင်္ဂလာပါပြိသက်ကြီးရှင်ဗီဒီယိုဇာတ်ကားတက်ခစ်ကလေးကပြိသက်တွေတဲတဲလို့အားပေးခဲ့ရတဲ့နမကျော်တရုတ်ဆောင်အောင်ရဲလင်ဟာအသက်အရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီးဖြစ်ပေမယ့်ဒီနေ့ဒီချိန်အထိပြိသက်တွေရဲ့အားပေးချစ်ခင်ခြင်းကိုခံရဆဲပဲဖြစ်ပါတယ်တီတီခံ냐ပြီးတော့ယောက်ျားပီသားတဲ့ပုံသဏ္ဍာန်တွေကြောင့် မိန်းကလေးပြိသက်တွေတောင်မကယောက်ျားလေးပြိသက်တွေကတောင်မှ အားကျသဘောကျရတဲ့အထိအောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။တရုတ်ဆောင်အောင်ရဲလင်းဟာအခုနောက်ပိုင်းမှာဆိုရင်လေရုပ်ရှင်ဇာတ်ကားကြီးတွေအဆက်မပြတ်ရိုက်ကူးနေရပေမယ့်အနှစ်သာရမရှိတဲ့ခပ်ပေါ်ပေါ်ဇာတ်ကားမျိုးတွေတော့ရိုက်ကူးခြင်းမရှိတာကြောင့်သူ့ကိုချေရတဲ့အမာခံပြိသက်တွေအနေနဲ့လည်းပုံမူကျင့်တတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်အောင်ရဲလင်းကသူကိုချစ်တဲ့ဘလူပရိသတ်မျိုးကိုမဆိုးတူညီတဲ့တုံ့ပြန်မှုမျိုးပြန်လဲပေးတတ်သူတယောက်ဖြစ်ပြီး မြို့ပရိသတ်နေပရိသတ်ရေလို့ခွဲခြားဆက်ဆံခြင်းမရှိတဲ့မင်းသားတလက်လေးဖြစ်ပါတယ်။အခုတခါမှဆိုရင်လေနေပွဲတစ်ခုမှသွားရောက်ဖျော်ဖြေရင်းနဲ့ချစ်ခင်ရတဲ့ပရိသတ်တွေစီကစုငွေတွေအများကြီးစုချခံခဲ့ရတာလည်းဖြစ်ပါတယ်။အမှုပညာရှင်တွေဟာနေပွဲတွေမှာသွားရောက်ဖျော်ဖြေကြရင်းနဲ့အခုလိုပဲပရိသတ်တွေစီကနေစုချင်းငွေတွေအများကြီးရကြတယ်ဆိုပေမဲ့တရုတ်ဆောင်အောင်ရဲလင်းကတော့တခြားသူတွေနဲ့မတူပဲ9000နန်းအုပ်လိုက်တွေ တသောနံအုတ်လိုက်တွေကိုပါစုချခံခဲ့ရတာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တရုတ်ဆောင်အောင်ရင်လင်းကတော့မြို့ပရိသတ်ရောနေပရိသတ်ပါအမခံအားပေးရတဲ့တရုတ်ဆောင်ကောင်းတယောက်အနေနဲ့ဆက်လက်ရည်တည်နေဦးမှာပဲဖြစ်ပါတယ်။เราเจอกัน

ဒီလိုများဒီမှာခင်ဗျာ